မင်္ဂလာပါကျမကျွန်ရတနာပါ Miss Universe Mall Online 2025ဖြစ်ပါတယ် ကျမမော်လမြိုင်ကူစားပြုအလှမဲ့တူဦးနေရောတရားလွတ်တော်ရှိနေတဲ့အောင်နေနေရော domestic violence ဆိုတဲ့အိမ်ရင်းကြံဖတ်မှုကိစ္စနဲ့ပတ်သက်ပြီးတော့ share လုပ်ပေးချင်ပါတယ် domestic violence ဆိုတာနဲ့လင်မယားတွေအိမ်ရင်းကြံဖတ်ခံရတာလို့ပဲအရွယ်လူတွေးနေကြပါတယ်တကယ်တော့ domestic violence ဆိုတာမိဘနဲ့သားသမီးမောင်နှမဆွေမျိုးစတဲ့ဖြစ်လေအသက်အရွယ်ကြားမှာမြေဆံမှာဖြစ်ပေါ်ခံစားရနိုင်ပါတယ် domestic violence တွေမှာခန္ဓာကိုယ်နာကျင်စေမှမဟုတ်ဘဲစိတ်ဆင်းရဲမှုစိတ်လုံခြုံမှုပြီးမှုဆိုတာတွေရတယ် domestic violence တွေ ယ်အကျုံးဝင်ပါတယ်ဒီလိုတွေဖြစ်ပေါ်ခံစားရလို့ရှိရင်မိန်းကလေးများစွာမိခိုးလေးများတယ်အလုပ်လက်မဲ့တွေများတယ်သားသမီးတွေထောက်ထားကြတယ်ငဲကွက်ကြတယ်အကြောင်းရတယ်များစွာရဲ့အောက်မှာတိမိတ်ကိုရုံးမထွက်နိုင်ကြတာ ားပါတယ်။ဥပဒေအနေနဲ့လည်းလင်းများနှုတ်အိမ်တော်မှုတည်မြဲနေစဉ်တွင်မှာလင်းရောက်ကြရဲ့ဖိနှိပ်မှုကိုတိလက်ရောက်ရိုင်းနှံမှုရဲ့စိတ်နာကြအောင်ပြုလုပ်မှုတွေကိုရည်ရွယ်ဆောင်ရွက်ပေးလို့မရပါဘူး။ဒီလိုအခြေအနေတွေမှာလူတချို့ရဲ့ထွက်ပေါက်ကတော့ကွာရှိခွင့်တောင်းခံခြင်းပဲဖြစ်ပါတယ်။ဒီလိုကွာရှင်းခွင့်ရနေပတ်သက်လို့မြန်မာဒလိရလူမှုရေးရရောလက်မခံနိုင်တာတွေရှိသေးတဲ့အတွက်အချို့တော့နင်းနာသူတွေကမိမိရဲ့ကံဆိုပြီးကံကိုပုံချပြီးတော့ချိန်မှိတ်ပြီးတော့တိခန့်နေရတာတရားမှ80ရာခိုင်နှုန်းရှိပါတယ် ဒီလိုကိစ္စတွေအတွက်ကျမတို့နိုင်ငံမှာဥပဒေဆိုင်ရာအဖွဲ့အစည်းမှုရေးဆိုင်ရာအဖွဲ့အစည်းထိရောက်စွာကာကွယ်ပေးတဲ့အဖွဲ့အစည်းတွေအခိုင်အမာရှိနေဖို့လိုအပ်ပါတယ်။အဲဒီလိုအိမ်တွင်းချင်းဖက်ခံရဖို့ရုံမထွက်နိုင်တဲ့အကြောင်းအရာတစ်ခုတည်းကတော့မိမိရဲ့မိသားစုနဲ့ပတ်ဝန်းကျင်ကလည်းနှွေးထွေးစွာမကြုံဆုံပြီးနိုင်တာကလည်းအကြောင်းအရာတွေထဲမှာတစ်ခုပါဝင်တာမို့ကျမတို့အနေနဲ့သူတို့ရဲ့ခံစားချက်တွေကိုခံစားနားလည်ပြီးဖို့နဲ့ဆုံးဖြတ်ချက်တွေကိုလေးစားလက်ခံပေးကြဖို့အတွက်လိုအပ်နေပါတယ်ဆိုတဲ့အကြောင်းဒီနေ့ကနေကျမ awareness ပေးခြင်းပါ။အားလုံးကျေးဇူးတင်ပါတယ်။